မဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတိုင်းမိုးကုံမြို့ကနေမိုးမိတ်မြို့ဖက်ကိုခြိတက်လာတဲ့စစ်တပ်စစ်ကြောင်းကို KIA KPDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့တော်လှန်ရေးသတင်းရင်းမြစ်ကပြောခဲ့တဲ့သတင်းမှာမှန်ကန်တယ်ဆိုတာကို KIA KNO ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကလည်းအတည်ပြုလိုက်ပါတယ်။မနေ့ကနိုဗမာလ30ရက်နေ့ည8:00နာရီချိန်မိုးကုံမြို့ဘက်ကနေမိုးမိတ်မြို့ကိုထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KIA KPDF အပါအဝင်တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲအသေးစိတ်အခြေအနေကိုမေးမြန်းနေစေဖြစ်တယ်လို့ KIA KNO ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကရှင်းပြပါတယ်။ ဘူမူကြီးနော်ဘူးကနိုဗမာလစံပိုင်းကရန်ကုန်ခေတ်သတင်းဌာနနဲ့ဆက်သွယ်မေးမြန်းချက်မှာ TNL စုခွာမဲ့မိုးမိတ်မျိုးက ABSDF နဲ့ PDF တို့ကို KIA ကစီရေးကူညီမယ်လို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မိုးမိတ်မျိုးနယ်မှာ KIA တရင်34ခုရှိပြီး ABSDF PDF တို့နဲ့အတူပူးတွဲရှိနေကတပ်ပေါင်းစုဖြင့်အတူတူနေထိုင်ပြီးအခြေချထားပါတယ်။ KIA အနေနဲ့ TNL စုခွာမဲ့မိုးမိတ်မျိုးနယ်ပတ်သက်ပြီးစီရေးရဆောင်ရွက်ဖို့မရှိပေမဲ့ ABSDF နဲ့ PDF တို့ရဲ့စီးရီးလှုပ်ရှားမှုတွေလှုပ်ဆောင်လာရင်တော့ KIA ကကူညီသွားမယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်။မိုးမိတ် KIA ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ် KIA မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေအရဘလိုပဲခက်ခဲနဲ့ကြုံတွေ့ပါစေပြည်သူနဲ့တသားတည်းရှိနေမယ်လို့ဆိုပါရယ်။ဒါအပြင်စစ်ကောင်မရှင်လက်အောက်ကိုမကြောက်ဖို့နဲ့တော်လှန်ရေးအောင်မြင်မှုပန်းနိုင်စီကိုအမြန်ဆုံးရောက်ရှိစေဖို့တော်လှန်ရေးညီနောင်မဟာမိတ်တွေနဲ့အတူပူးပေါင်းပြီးအောင်မြင်မှုရတဲ့အထိဆက်လက်ချီတက်သွားမယ်လို့ကတိသစ္စာပြုထားပါသေးရယ်။ TNL ကအော်တိုဗလ26ရက်နေ့မှာတရုတ်ရဲ့ဂျောင်းဝင်စီစံမှုနဲ့စစ်တပ်နဲ့အပြစ်ခတ်ရဲဆဲလိုက်ပြီးမိုးကုန်းနဲ့မိုးမိတ်မြို့တွေကနေပြန်လည်ဆုတ်ခွာမယ်လို့တရံဝင်ထုတ်ပြန်ကြေညာထားပါတယ်ရှင်။